အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယော်ဖြစ်ပါတယ်2025ခုနှစ်ဧပြီလ6ရက်တနင်္ဂနွေနေ့မနေ့ခင်းမှာတော့လာရှိုးမျိုးနဲ့တော်လိုင်းရေးဘလို့အကျိုးသက်ရောက်မှုရှိမလဲဆိုရက်သုံးသက်ချက်ကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်သုံးသက်ချက်ကိုဖတ်ကြားမတင်ပြခင်တခုတောင်းမှမရစေမနေ့တော့ကျွန်တော်ကျွန်တော်ရဲ့နောက်ဆုံး contact မှာအိန္ဒိယနိုင်ငံကိုမြန်မာနိုင်ငံထက်နောက်ကျပြီးတော့ လွတ်လပ်ရေးရခဲ့တယ်လို့အမှားရင်းဆိုတာတင်ပြမိပါတယ်။အဲကျွန်တော်ပြောချင်သောလောကြည့်ပြီးတော့အမှန်မှားပြီးတော့လွဲသွားတာဖြစ်ပါတယ်။အဲ့အတွက်လည်းအများကြီးစိတ်မကောင်းရပါတယ်။ချက်ချက်နဲ့ဝန်ခံရမယ်ဆိုရင်ကျွန်တော်ကတမိုင်းအထီးကနဲ့ကြောင်းပြီးတဲ့သူဖြစ်ပါတယ်ခင်ဗျ။လာရှုပ်ဟာຫນွေဥကိုတခမ်းရက်စိန်နိုင်သလား။ຫນွေဥဟာဘလို့အကြောင်းအရာမျိုးနဲ့မှရက်တန့်သွားမှာမဟုတ်ပါဘူး။အဖေကဆက်ကွန်စစ်စင်ရင်းနဲ့မျိုးဟာအသက်ဝင်လို့ကြားလာတာဖြစ်ပါတယ်။ဒါ့ပေမဲ့ ယူအားချင်းချင်းပြောင်းလဲပြီးတွေ့မြင်လာကြရမှာလာကြရအောင်မှာဖြစ်ပါတယ်။တော်လန်ပြည်သူတွေအတွက်အတွေ့အထိအမြင်နဲ့ပုံစံအစ်နဲ့အောင်မြင်မှုအစ်တွေတွေ့ကြရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့တော်လန်ပြည်သူတွေခံနိုင်အားကောင်းကြပါတယ်။လာရှိုးမတိုင်ခင်မှာလဲပုံစံလူမျိုးကြီးတိုက်ပွဲတွေရှိခဲ့မှုပါတယ်။ကရင်တီတပ်ပေါင်းစုရဲ့တစ်လေးလုံးစစ်စင်ရေးမှာဆိုရင်လဲဘိုက်ကောမျိုးသိန်းတိုက်ပွဲကြီးဟာနောက်ဆုတ်ပေးခဲ့ရမှုတဲ့တာရကရှိပါတယ်။ဘိုက်ကောတိုက်ပွဲဟာရလူဆဲဆဲအနေထားကိုရောက်ရှိခဲ့ပေမဲ့ ဒေတာကိုကရေးစစ်ဌာနချုပ်အပါဝင်နယ်မြေခံတိုင်းရင်းဌာနချုပ်တွေကိုမတိုက်ခိုက်နိုင်ခဲ့လို့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ပြောရမှာဖြစ်ပါတယ်။ကရင်တပ်ပေါင်းစုကလည်းဒီချက်ဟာအဖြေဆိုတာသိထားကြပြီဖြစ်ပါတယ်။လက်ရှိအချိန်ထိကရင်ထိန်းချုပ်နယ်မြေတွေကနယ်မြေခံတိုင်းရင်းဌာနချုပ်တွေကိုသိမ်းပိုက်ထားနိုင်ခြင်းမရှိသေးပဲဝိုင်းပတ် Facebook ချက်တောက်ထားတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့မိုးပြေဖားဆောင်တဲ့ဘော်လက်ထဲမှာရှိတဲ့နယ်မြေခံတိုင်းရင်းဌာနချုပ်တွေကိုတပြိုင်တည်းအပြင်းထန်ထိုးစစ်ဆင်ရဲ့ရှိပြီးအောင်ပွဲတွေလည်းရရှိနေပြီဖြစ်ပါတယ်။ မြို့တော်လိုက်တော်ဟူတော့ကြောပြန်ဖိုးစစ်စင်နိုင်အချိန်အတန်ကြာအာယူစုဖွဲ့ရအောင်ပါလို့ထင်မြင်ယူဆပါရယ်နောက်တစ်မျိုးကတော့မေးလောက်ပြီးချင်းပါပဲလွန်ခဲ့တဲ့တနှစ်တိတိခန့်ကရေပန်းစားခဲ့တဲ့မြဝီမြို့ဖြစ်ပါတယ်မြို့ကိုတိမ့်တော့မယ်တိုက်နေပြီးရတော့မယ်ဆိုပြီးမြို့ဝင်ဆိုင်ပုံနားမှာတခန်းရက်ခဲရတာသတိရကြပါလို့ပြောရမှာပဲဖြစ်ပါတယ်မြဝီမြို့မှာနေမီကန်တက်ရင်အမှတ်295ခြေလင်းတက်ရင်တရင်လဲတာရှိတယ်ဆိုပေမဲ့ စွတ်ချက်သူခေါင်းဆောင်နဲ့ BDF ထိန်းချုပ်နယ်မြေစစ်စစ်ဖြစ်ယုံတာမကတပ်မမှုအဆင့်ကိုစစ်ကြောင်းထိုင်ကိုကဲလေးရဲ့ရှိခဲ့ပြီး၎င်းတပ်မမှုကိုလည်းတုံ့တင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ယခုချိန်ထိမြောက်ပြည်မြို့မှာစစ်ကောင်စီကနယ်လုံးဝင်ကြီးရုံးထိုင်အခြေပြုကစောချစ်သူနဲ့ခေါင်းချင်းဆိုင်ပြီးကြားဖြတ်အရှုပ်ထုတ်ကိုမဖြစ်ချင်းဖြစ်ချင်းလုပ်နေကြပါ။နောက်ဆုံးတစ်မျိုးကတော့မေမျိုးတို့မဟုတ်ပြင်ဦးလွင်ကိုလည်းထည့်ရမှာဖြစ်ပါလေ။ရှမ်းမြောက်စစ်ပွဲဒုတိယကြိမ်ပြင်းထန်လာချိန်မှာပြင်ဦးလွင်ဆိုပြီးစစ်မျက်နှာတွေထွက်ပေါ်လာပါလေ။ ။နောင်ချိုကိုတိမ့်ပိုက်ပြီးတောင်းခန်းတန်တဲ့အတွင်းချီတွေ့မှုခဆိတ်ဆိတ်ဖြစ်ပေါ်လာစင်မှာပဲပြင်ဦးတွေဟာနာမည်တစ်ချိန်လို့ကြီးလာပါလေ။မြို့ကန်တွေတောင်အထုပ်တွေပြင်းမော်တော်ယာဉ်တွေစီပြည့်ဖြည့်ထားရတဲ့အဖြစ်တုံလုံးသွားကြရတဲ့အတုံလုံးသွားကြရတဲ့အဖြစ်ဖြစ်ပါလေ။လက်ရှိပြစ်စုံပါမှာတော့မန္တလေးနဲ့နေပြည်တော်ကအဖွဲ့ပြီးပြင်ဦးတွေမှာတဘာဝဘေးဒဏ်တင်းချောင်ခိုလုံဝတ်အတွက်ရောက်ရှိလာကြလို့အိမ်ငားရန်ကားတွေတုံးစာထိုးတက်လာနေပြီလို့သတင်းဌာနတွေကဖော်ပြတာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ရေဦးခီးရပန်းတွေနဲ့ဝင်နေတာမဟုတ်ပါဘူး။ခွေးတွေတွေးတွေအသက်တွေရင်းနှီးပိဆက်ပြီးတဆင်ချင်းပြင်ပင်ပန်းပန်းခြိကျက်နေရတာဖြစ်ပါတယ်။ပန်းတိုင်းကိုရောက်ခါနီးလေခက်ခဲလေဖြစ်တတ်ပါလေ။ဒါဟာဓမ္မရာပဲဖြစ်ပါတယ်။လက်ရှိနောက်ဆုံးတိုက်ပွဲတွေမှာလက်နက်ချအညံ့ခံဖြစ်စဉ်တွေဇက်တိုက်မတွေ့ရတော့ဘူးဖြစ်ပါတယ်။ဒါကိုအထူးသတိချဖို့လိုပါတယ်။ပြင်း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 အောင်ပွဲရတဲ့ဖြစ်စဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်တစ်ဖက်ရန်သူထွက်ပြေးတာတော့ လက်နဲ့ချအညံ့ခံတာတို့ကြောင့်အလင်းမြန်အောင်ပွဲရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်ကြတဲ့စိတ်သက်စစ်စင်ရေးတွေများများလှုပ်ဖို့လုံစွာအရေးကြီးနေပါပြီ။ဒီချိန်မှာစစ်ကောင်းဆောင်နဲ့ဗိုလ်ချုပ်ကြီးတသက်ကျင်းနဲ့ပျော်ရွှင်နေပေမဲ့အောက်ခြေမြေပြင်တပ်မှုတပ်သားတွေကတော့ငလင်တန်းရဲ့စစ်ပန်းနေတာရဲ့ကြောင့်စိတ်သက်တက်ကြွမှုရှိမနေနိုင်ဘူးဆိုတာသိကြတဲ့လောက်ရှိနေပါတယ်။ဒါကြောင့်လက်ရင်ပြန်ထလူဘဝဆူတယ်လို့မျိုးပဲဖြစ်ပါတယ်။ကျွန်တော်တို့ဆက်ပြီးတော်လန်နေရမှာပဲဖြစ်ပါတယ်။အစာပိုင်းကပြောခဲ့သလို အသွင်အင်းနဲ့အောက်ပွဲတွေဖြန်နေကြရမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာလာရှုံမျိုးရဲ့နောက်ဆုံးရခိုင်လုံတဲ့သတင်းကိုထပ်မံတင်ပြပေးသွားမှာဖြစ်ပါတယ်ယခုလ21ရက်နေ့နောက်ဆုံးထားပြီးစစ်တပ်အပါဝင်ဌာနဆိုင်ရာဝန်ထမ်းများဝင်ရောက်လာမှာဖြစ်ပါတယ်ကျွန်တော်ပြောခဲ့သလိုပါပဲစီပင်တရားနယ်နိမိတ်မျိုးပေါ်12ရက်ကွက်ကူပဲစစ်ကောင်စီဟာကွက်ကွက်ကလေးအုပ်ချုပ်ခွင့်ရရှိမှာဖြစ်ပါတယ်အဆက်ပြေသဘောမျိုးရရှိတာလို့ဆိုလိုလဲရပါတယ် ကိုကထိပ်ပိုင်းဌာနတွေလာရှုံမျိုးတွေမှာအခြေပြုနေထိုင်ခွင့်ကိုလည်းစစ်ကောင်စီဟာပြန်လည်လိုက်ရောခွင့်ပြုပေးထားရပါတယ်။မူဆယ်မန္တလေးမြို့ရှောင်းလန်းကိုလည်းမဟာမိတ်တပ်ပေါင်းစုတွေရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေပြီးညီနောင်မဟာမိတ်တပ်ဖွဲ့တွေလွတ်လပ်စွာသွားလာနိုင်မယ်လို့သိရှိရပါတယ်။လာရှုံမျိုးနယ်တွေကကျေးရွာအုပ်စုတွေကတော့အထူးဒေသတည်းရဲ့အုပ်ချုပ်မှုအောက်မှာပဲဆက်လက်ရှိနေမှာဖြစ်ပါတယ်။ဒါလို့ဆိုရင်စိတ်အေးချင်နဲ့အားရလိမ့်မယ်လို့မျှော်လင့်ရကြအောင်ပါခင်ဗျာ။စလဲဆုံး နားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးကျင်ပါတယ်